ဒါမှတခုပဲရှိတော့ပါလို့အမေကသူ့ရဲ့မွေးနေ့ကိုသူစောင့်နေတာလားဒါမှမဟုတ်ရင်ငါပြန်လာတော့ပဲသူစောင့်နေတာလားနော်တကယ်လဲ21ရက်နေ့မှာပြန်ဆင်းလာခဲ့ပြီးတော့လုံးဆရာရှိရလေးလုပ်ဖို့လိုပါဒါပေမဲ့21တိတော့သူမစောင့်ဘူးထွက်သွားဘဝရဲ့မြင့်မို့တော်ဥတစ်ခုလုံးပြိုသွားခွင့် ပြိုသွားပြီးတော့သူများတော့မသိဘူးပေါ့ကို့မှာတော့လောကအမောင်နဲ့ကြာသွားတယ်လို့ပြောစိတ်ထဲမှာထင်ခံစားရတယ်ဆိုအပူရုပ်ကိုဟန်လုတ်ပြီးတော့နေနေရတဲ့ဘဝတွေပါ သူ့ရဲ့ဒီလောကမှာနေပိုင်ခွင့်ရှိတဲ့ကံတရားကတော့ကုံသွားတော့ဒါပြောရတော့လေဟိုသက်ရွယ်ရဆိုတော့ဒါအများကြီးသူနေွားတယ်လို့တော့ပြောရမှာပါစက်ရှင်တွေမှာအစားတွေပဲပြန်ပြီးပေါ့ အန်နေလို့ပြောတာပိုက်ထက်တာနဲ့အဲ့ဒီကပြန်နေလို့ပြောပြောတော့ဒါဆယ်ရနှစ်စကားစီးထိုးလဲတော့နေတက်တာပဲနောက်တနေ့ကျတော့စကူကနေဆုံးမနေအဲ့လိုမျိုးဝင်ဖြစ်တယ်ညနေ3နာရီမှာအမလုပ်တဲ့လူဖုန်းလမ်းဆက်တယ်မောင်လေးအမေကတော့ဒီလိုပဲဝင်ဖြစ်တယ်အစာကြီးပြန်အန်လာပြီတောင်းလို့အေးလို့အချိန်နေရတော့မရတော့ဆိုတော့တိပြီညီမတို့နောက်ဆုံးအချိန်ရောက်နေပြီလို့ဒါမှတခုပဲရှိတော့ပါလို့ အမေကသူ့ရဲ့မွေးလေးကိုသူစောင့်နေတာလားဒါမှမဟုတ်ရင်ငါပြန်လာတော့ပဲသူစောင့်နေတာလားနော်အဲ့နှခုတစ်ခုခုပဲလို့ဘာတော့ဘာသူလာပြီနေ့ကအမေရဲ့မွေးလေးဖြစ်မှာပါဘို့တော့အဲ့ဒီဟာနဲ့ကိုပြန်လာမှာနဲ့အဲ့နှခုတစ်ခုခုသူစောင့်နေတာပဲလို့အဲပြောပြီးရတယ်ခဏလေးပုံးချတယ်တော့ကဖုံးအောင်ထောက်ဝင်တယ်ထုံးလာတော့ဒီမလို့တော့အဘရေတဲ့အဘွားကတော့အချင်းတွေတိတ်မကောင်းတော့ဘူးတဲ့ ဟိုနေ့ဖြစ်လို့ရဗီဒီယိုကောပြမိမယ်ဖုန်းပြောလို့ရလားရတယ်သမီးပြလို့ဆိုတော့အဲ့ဒါဗီဒီယိုကောလေးထိုင်ကြည့်နေထိုင်ကြည့်နေနေသူဒက်ရှူလေးလင်းငါးကားလောက်ရှူရရှူပြီးတော့ဒါတပါသွားတော့ထွက်သွားတော့ညင်ညင်သာသာလေးထွက်သွားတော့ဗောနော်ဒါပေမဲ့အဝေးတနေရာကနေဗီဒီယိုကောလေးရနေပဲအမေတို့ကမြင်လိုက်ရတယ်ဒါပေမဲ့သွားပြန်လာမယ့် နောက်နေ့21ရက်နေ့ပြန်လာမယ်ဆိုတော့ရောက်မယ်ဆိုတော့သူတည်နေတည်သွားမှာဒါပေမဲ့အိမ်ကလူတွေပြောပြထားလို့တည်နေတည်သွားမှာတကယ်လဲ21ရက်နေ့မှာပြန်ဆင်းလာခဲ့ပြီးတော့လုံးဆရာရှိရလေးလုပ်ဖို့လိုပါဒါပေမဲ့21တိတိတော့သူမဆောင်ဘူးထွက်သွားပြည်စုံနဲ့လူတယောက်အနေနဲ့ကတော့အဝတ်တည်နေရနေပဲ ဆုံးတော့မြင်တွေ့ရပြီးတော့ခံစားရတော့ဘဝရဲ့မြင့်မို့တော်တစ်ခုလုံးပြိုသွားခွင်ပြိုသွားပြီးတော့သူများတော့မသိဘူးကို့မှာတော့လောကအမှောင်နဲ့ကြာသွားတယ်လို့စိတ်ထဲမှာထင်ခံစားရတယ်အဲ့လိုပြစ်သွားရတော့ဒါဆိုတော့ကိုကတောက်လျှောက်သူ့ကိုပြုစုလာတော့အစားသားရအကုန်လုံးလူတွေသိမရှိအောင် လုပ်ပေးခဲ့တယ်လူတယောက်နေနဲ့ကြောပြလို့မရအောင်ခံရတော့ပေါ့တကူဘယ်လိုကောင်းလဲဆိုတော့အပူရုပ်ကိုဟန်လုပ်ပြီးတော့နေနေရတဲ့ဘဝတွေပေါ့